ခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတဲမှာအမားတွေလှုပ်ခူးတဲ့သူတွေပါလားအမားတီးတီးလေးပဲဖြစ်ဖြစ်အမားအကြီးကြီးပဲဖြစ်ဖြစ်လွန်ခဲ့တဲ့နှစ်နှစ်၃နှစ်လောက်ကကိုမားခဲ့တဲ့အမားတစ်ခုကအခုအချိန်ထိကိုရဲ့စိတ်ကိုမပျော်မရွှင်ဖြစ်စေတော့ကိုရဲ့ဘဝကိုအနှောက်အယှက်ပေးနေတော့စိတ်ဒုက္ခပေးနေတော့ကိုလုံနေတဲ့အလုပ်ကိုပါအနှောက်အယှက်ပေးနေတော့လားအဲ့ဒါဆိုရင်တော့ကျွန်တော်အဲ့ဒီအတွက်ကျွန်တော်နီလန်းလေးတစ်ခုကိုကျွန်တော်မျှဝေပေးပါမယ်အဲ့တော့အတိတ်မှာကိုလှုပ်ခဲ့တဲ့အမားတစ်ခုက အဲ့ဒီအမားကြီးကကိုယ်စိတ်ထဲကိုပေါ်လာတိုင်းမှာစိတ်တည်ညက်တယ်ဝမ်းနေတယ်မပြောမွှင်ဖြစ်တယ်ခံစားရတယ်ကိုယ်အလုပ်တွေလည်းလုပ်ချင်သိမရှိအောင်ဖြစ်စီရယ်ဆိုရင်အဲ့တော့အဲ့လိုမျိုးအမားတစ်ခုပေါ်လာတိုင်းမှာအဲ့ဒီအမားကကိုယ့်ရဲ့စိတ်ထဲကိုပေါ်လာတာနဲ့ဒီအမားကြီးကငါ့ကိုပညာသင်ပေးတော့မဲ့ဆရာပဲလို့ကျွန်တော်ကတော့တွေးတယ်အဲ့ဒီအမားကြီးကစိတ်ထဲမှာပေါ်လာရင်ကိုယ့်ရဲ့ဆရာကိုယ့်ကိုပညာသင်ပေးဖို့သူစိတ်ထဲကိုရောက်လာတာတော့ကျွန်တော်ခံယူတယ် ဲ့တော့အဲ့ဒီအမားစိတ်ထဲကိုပေါ်လာရင်ကျွန်တော်အနည်းဆုံးကိုကျွန်တော်ကိုကျွန်တော်အတွက်ပြုပြင်ရမယ့်အချက်နှစ်ချက်ရအောင်ကျွန်တော်ဆွဲထုတ်တယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူလည်းအဲ့ဒီအမားကကိုယ်စိတ်ထဲကိုပေါ်လာရင်အ ਨੇ ဆုံးကိုယ့်အတွက်ပြုပြင်ရမယ့်အချက်အကြောင်းအရာနှစ်ချက်မရရအောင်ဆွဲထုတ် တကယ်လို့အကြောင်းအရာနှစ်ချက်မရသေးရင်အဲ့ဒီအမားကိုကိုယ့်ရဲ့စိတ်ထဲကအထွက်သွားမခံနဲ့အပြောက်မခံနဲ့ဆွဲခေါ်ထားအဲ့ဒီအမားကနေဟုတ်ပြီဒီအမားပေါ်လာတယ်ဒီအမားတွေကငါ့ကိုသင်ကန်းစာငါပြုပြင်ရမယ့်အချက်တွေနှစ်ချက်ဘာတွေမှဖြစ်မလဲ ျွန်တော်စဉ်းစားတယ်မရရအောင်စဉ်းစားတယ်မရမချင်းကျွန်တော်အထွတ်သားမခံဘူးအဲ့တော့ဟုတ်ပြီငါအပေါင်းအသင်းမာလို့အဲဟုတ်ပြီတစ်ချက်ရပြီနောက်တစ်ချက်ပါရှိမလဲမရမကတ်စဉ်းစားတယ်အော်ဟုတ်ပြီငါတတိလစ်လော့သွားလို့လားအေးဟုတ်ပြီအဲ့တော့ဒီအပေါင်းအသင်းမာတာနဲ့တတိလစ်လော့တာနဲ့ကိုငါနောက်တစ်ခါအပေါင်းအသင်းမမအောင်ဘယ်လိုဆင်ခြင်းမလဲတတိမလော့အောင်ဘယ်လိုမျိုးလိလာမှုတွေလုပ်မလဲဘယ်လိုမျိုးပြင်ဆင်မလဲကျွန်တော်အဲ့ဒီနှစ်ချက်အတွက်ကျွန်တော်စဉ်းစားတယ်တကယ်လို့တည့်ရက်ထဲမှာပဲအဲ့ဒီအမကြီးက10က15ကအခါ20ပေါ်လဲ ပေါ်လာတိုင်းမှာကျွန်တော်အကြောင်းအရာနှစ်ချက်ရအောင်ဆွဲထုတ်တယ်အဲ့လိုမျိုးပဲအဲ့ဟုတ်ပြီနောက်တစ်ချိန်ထပ်ပေါ်လာတယ်နောက်တစ်ချိန်ပေါ်လာတယ်နောက်တစ်ချိန်မှာဘာတင်ကန်းစာပေးကျင်တာလဲဟုတ်ပြီငါလောဘကြီးလို့လားဩလူငယ်တဘဝရောက်ချိချော်လက်ချော်ဖြစ်သွားလားငါဘာတွေဘာတွေပြုပြင်ရမလဲအဲ့လိုမျိုးကိုယ့်အတွေ့ပြုပြင်ရမယ့်အချက်တွေပဲဆွဲစဉ်းစားပြီးမှမရမကဆွဲထုတ်ဩဟုတ်ပြီငါလိလာတည်ယူမှုတွေလိုသေးလို့လားငါပတ်ဝန်းကျင်ကြောင်လားငါမှဘာလိုအပ်တဲ့ချက်တွေရှိသေးလို့ပဲအဲ့လိုမျိုးပဲစဉ်းစားစဉ်းစားအမြဲတမ်းပေါ်လာတိုင်းမှာကိုယ့်အတွေ့ ြုပြင်ရမယ်အချက်နှစ်ချက်ရအောင်ဆွဲထုတ်အဲ့ဒီအမားကိုနောက်ပိုင်း10ရက်15ရက်တလားလောက်ကြာလာတဲ့အခါမှာအဲ့ဒီအမားကြီးကကိုသူပညာတွေတင်ပေးစရာပညာတွေကုံသွားတဲ့အခါမှာအဲ့ဒီအမားကကိုရဲ့ဘဝတွေကပျောက်သွားလိုက်မယ်အရင်လိုခဏခဏခက်စိတ်စိတ်ပုံမလာတော့ဘူးနောက်ပိုင်းကျရင်အရှင်းကိုပျောက်သွားလိုက်မယ်ကိုကနောက်ပိုင်းဒီလုပ်ငန်းခွင်ထဲမှာအလုပ်တွေမကြိုးစားခြင်းတဲ့အခါမှာ ပြီးတော့မိုတီတွေကြားတဲ့အခါမှာလှုပ်ချင်ခိုင်ခြင်းစိတ်တွေမရှိတဲ့အခါမှာကြိုးစားခြင်းစိတ်တွေဖြစ်အောင်အဲ့လိုမျိုးအဲ့ဒီအမားကြီးကိုတကူတကားကိုကိုကကိုတူးဖော်ပြီးတော့ကိုပြန်ဆွဲခေါ်ပြီးတော့တွေးယူရတဲ့အထူးဖြစ်သွားလိမ့်မယ်အဲ့တော့အမားဆိုတာမှတ်ထားပါတကယ်လို့ကိုယ့်ရဲ့စိတ်ထဲကိုကိုကဘာလို့အမားပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့နော်ဥပမာအမားဆိုတာဒီလူငယ်တဲ့ဘဝအရောက်ချီကျော်လက်ချော်မားသွားတာကြိုးစားရင်းနဲ့မားသွားတာလို့လှုပ်ရင်းကြိုင်ရင်းနဲ့မားသွားတာလို့အသိပညာနည်းလို့မားသွားတာဒါမျိုးအမားတွေပေါ့နော်ဟိုမျိုး ဘယ်လိုပြောမလဲကိုကျင့်တီလာပေါ့နော်ကိုအကျင့်စာရိတ္တပြက်ပြားတာတွေပေါ့နော်ဒီတမယကိုတမယကိုဆော်ကားတာတွေမူရစေဝါတွေအဲ့လိုမျိုးတွေတော့မဟုတ်ဘူးပေါ့နော်ဒီပြင်ပြင်လို့ရတဲ့အမားမျိုးပေါ့နော်အဲ့လိုမျိုးအမားတွေဆိုရင်ကိုရဲ့စိတ်ထဲကိုပေါ်လာတိုင်းမှာ तू ကကိုရဲ့ကိုကိုစိတ်ထဲပေါ်လာရင်ကိုကိုပညာတင်ပေးဖို့ရောက်လာတဲ့ဆရာလိုပဲကျွန်တော်လက်ခံတယ်ပြီးရင်အဲ့ဒီအမားရှေကကျွန်တော်ပညာတင်တယ်အเจ้าအရာနှစ်ချက်ရအောင်ကျွန်တော်တင်တယ်ပေါ်လာတိုင်းမှာအเจ้าအရာနှစ်ချက်ရအောင်ကျွန်တော်တင်တယ်ကျွန်တော်ပြောသလိုပဲလုပ်ကြည့်ကြည့် တလ15ရက်အရက်20တလကြာလာတဲ့ခါမှာသူပေးစရာပညာတွေမရှိတော့ရင်တကယ်ဘဝတည်းထွက်သွားလိမ့်မယ်အဲ့ကြောင့်တော့ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်လိုက်တာပေါ့နော်အဲ့တော့အခုဗီဒီယိုကြည့်နေတဲ့သူတွေမှာလည်းတကယ်လို့အမားကြီးလုတ်ခဲ့ပြီးရစေအခုဒီနေ့လေးကိုအသုံးကြည့်ပါမိတ်ဆွေတွေအရန်ကိုအသုံးဝင်ပါလိမ့်မယ်တကယ်လို့ကိုအခုဒီဗီဒီယိုကြည့်တာကိုကိုတွေ့အကျိုးရှိရလားပေါ့နော်အကျိုးရှိရဆိုလည်းကိုမဲ့မှာအကျိုးရှိရရေးပေးတော့ပါအောင်ပြီးတော့တခြားညီတွေညီမတွေပေါ့နော်တခြားအမားလုတ်တဲ့သူတွေလည်းဒီတို့တွေလည်းဒီဒီနီးလန်းလေးကိုအသိသွားအောင် share ပေးတော့ပါအောင်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်